ဒါကတော့ငလီင်ကြောင့်ပြူကြပျက်စီးခဲ့တဲ့စကိုင်းမြို့စကိုင်းတရားဟောင်းအနီးရှိဆက်လီစစ်ကနေမန္တလေးဘက်ကိုဖြတ်ကူးဖို့စောင့်ဆိုင်ပြင်ဆင်နေကြသူတွေပါမလ28ရက်မှာအင်အားရီချာစကေခုနှစ်တသမခုနှစ်ရှိတဲ့ငလျင်လှုပ်ခဲ့တာကြောင့်တက်တန်းတရာကျော်ရှိတဲ့စကိုင်းတရာဟောင်းအင်းဝတရာပြူကြပျက်စီးခဲ့ရပြီး တရားသည့်ရတနာပုံတရားမှာလည်းလမ်းပိုင်းတွေအကွဲနေတဲ့အတွက်တရားပေါ်ဖြစ်တမ်းမှုကန့်သက်ထားတာကြောင့်ဆက်လီရီဇက်တွေနဲ့ကူးနေရတာလို့ဒေသခံတို့ကပြောပါတယ်။ကြိုးကြသွားတာကတရားဟောင်းတရားသည့်ကအနေဓာတွေရှိလို့ပြန်ပြီးတော့ပြင်ရမယ့်ဟာတွေရှိလို့မလို့သွားခွင့်မပေးတော့တာလို့စကိုင်းဒေသခံတို့ကပြောပါတယ်။စကိုင်းမြို့ကဒေသခံတွေကလည်းအဆိုပါတရားတွေကိုအဓိကအသုံးပြုပြီးမန္တလေးဘက်ကိုဈေးဝယ်သွားတာအလုသွားလုကြတာတွေရှိတယ်လို့ဆိုပါတယ်။ မန္တလေးနဲ့စကိုင်းတရား20လုံးကူးမရတော့ဟိုဘက်နဲ့ဒီဘက်နဲ့အသွားလာလို့ကြတော့ဇက်နဲ့ပဲကူးကြတော့တာပါကျွန်တော်တို့စကိုင်းကအဓိကအားထားကြရတာကမန္တလေးသွားပြီးလှူစားကြတာများတယ်မန္တလေးဘက်သွားပြီးအလုပ်လုပ်ကြတာတို့ဈေးဝယ်ကြတာတို့အဲ့လိုမျိုးလို့ နောက်ထပ်ဒေသခံတို့ကပြောပါတယ်။ငလျင်ကျောင်း၊စကိုင်း၊မန္တလေး၊နေပြည်တော်နဲ့ပဲခူးမြို့တို့မှာလူသေဆုံးမှုနဲ့အဆောက်အအုံထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒါအပြင်နိုင်ငံတော်ငလျင်ဘေးဒဏ်ကျောင်းတည်ဆုံးခဲ့ရသူစုစုပေါင်း1200ဦးနဲ့တရားရရှိသူစုစုပေါင်း2386ဦးရှိပြီး30ဦးပျောက်ဆုံးတယ်လို့စစ်ကောင်စီကမတ်လ29ရက်နေ့လယ်ပိုင်းမှာထပ်မံထုတ်ပြန်ထားပါတယ်။ဒါအပြင်မန္တလေးတိုင်းအတွင်းနေအိမ်1592ဖုန်းတော်ကြီးကျောင်း690ကျောင်း စာသင်ကျောင်း60ကျောင်းတရား3ခုဖျားစီဒီ190ပျက်စီးဆုံးရှုံးခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပြီးကြံထီသားတွေရဲ့ပျက်စီးမှုတွေကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူး။